နဲ့တောင်ပေါ်ဒေသကိုသွားခြင်းပါဟာကြည့်ရအဲ့တော့သူကနှင်းနေဆိုတာပါတယ်တောင်ပေါ်ပါတယ်ဆိုတော့ဖြီးတဲ့အဖြီးထဲမှာဆိုရင်တော့တိုင်တော်ဒီဘက်မှာတယောက်ကတောင်ထဲဆိုတာခုပါတယ်တဲ့ဒီဘုရားတော့တဲ့ဒီဘုရားဆိုတာပါလေတရုံဘဲအဖြေတွေကနီးစပ်မယ်လို့ကျွန်တော်အဖြေထဲမှာအကျုံးဝင်နေတဲ့လူမှန်သမားကိုကျွန်တော်ကလက်ခံပါတယ်ဒါကျွန်တော်ရဲ့ positive ပါ ဆိုတဲ့ခါကျတော့တောင်ပေါ်ဒေတာမှန်ပါတယ်ဟုတ်ပြီโอเคမှ JT ဦးဖေဟာတောင်ပေါ်ဒေတာမှန်ပါတယ်ဟုတ်ပြီဂျပန်နှင်းနေပါတဲ့အတွက်ကြောင့်မှန်ပါပါဟုတ်ပြီဘဘကတောင်ကြီးတောင်ပေါ်ဒေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်မှန်ပါပါโอเคဒါဆိုရင်တော့ပထမဆုံးမိကုံးမှာ၄ယောက်ကတမတ်စီကြာသွားပါပြီ ကဲအဲ့ဒါဆိုရင်တိုင်ရွေဒုတိယမြောက်လှမ်းမယ်မိခိုးနံပါတ်ရွေးပေးပါဦးလေးဒါနံပါတ်၄ကိုဖွင့်ပါမယ်မိခိုးနံပါတ်၄တိုင်ရိုသူ့ဘဝမှာသူအိမ်အောင်ပြုမယ်လို့စဉ်းစားထားတဲ့ဒါမှမဟုတ်ခံမှန်းထားတဲ့အသက်အရွယ် တိုင်ရုံဖြည့်ပြီးပြီဆိုရင်ဟုတ်ပြီဝေါ်ပန်လေးအားလုံးချလိုက်တော့မယ်တယောက်ကြံနေသေးလားဟာရေး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 ရပြီလားညာဘောပန်ချလိုက်တော့ဒီတစ်ခါ group B နေရာကိုစလာကြည့်မယ်ဟမ်ဆော့ဆော့ကြံပီးချက်ကိုတို့လိုက်နာတယ်အသက်50ကျော်50ကျော်တယောက်ကပြောတယ် ောက်တစ်ယောက်က30ကျော်40ဝင်းကျင်မဲအရအတော့မလို့30ကျော်40ဝင်းကျင်နောက်တစ်ယောက်ကတော့လုံးဝတက်ရွယ်မရှိဘူးသူပြူကြီးနဲ့လုံးပါဟိုဘက်ကနံပါတ်3ပါ။ဟဲ့ဒီဘက်ကသာစကြည့်လိုက်။ဒီပြူကြီးဖြစ်လာ။ဒါတခုပဲ။ဒီကနေ။အော်30ကနေ35 tống gì này tống rằng à cha tôi ăn được rồi nó tiêu cả tống gì này lý gì cha nó tiêu cả nó sắc cuốn này lý gì cha tôi đã khúc xoay lại đi rồi tống gì đâu không nó sắc cuốn này lý gì cha cái ý về chi gì à cha nói gì cho lý gì mà tài kiện à tống gì rồi cho mấy lý gì mà tài kiện hobby အာလုံးဝမရှိသေးဘူးအဲ့တော့အိမ်တော်ပြုတ်ဖို့စိတ်ကူးလုံးဝမရှိသေးဘူးအဲ့တော့ဘယ်အသက်အရွယ်မှာမရှိဘူးစိတ်ကူးမရှိဘူးလို့သူကတော့ယူဆတယ်နောက်တစ်ယောက်ကတော့33နဲ့40ကြာဆော့ဆော့ဟင်းစ်လေးကိုတော်တော်များများလိုက်နာပါတယ်အတိအကျဘယ်သူမှမရှိဘူးအားလုံးက command ဖြစ်တာလေးတွေရေးထားတာဆိုတော့တော်တော်များများကတော့အဲ့လောက်အဲ့လောက်ဒီ age အတွင်းကိုခံမှန်းတယ် 30နဲ့40 average ပေါ့အဲ့လောက်ကိုခံမှန်းထားတယ်စိတ်ဝင်စားစရာကောင်းတာတိုင်ရုံရောပါရေးထားလေပရိသတ်တွေကပြုစီခြင်းနဲ့အရွယ်ဟောဒါလေးကိုကျွန်တော်ရှင်းပြရမယ်ဆိုလို့ရှိရင်အာအသက်အရွယ်ကိုခံမှန်းပြီးတော့30ကနေပြီးတော့ ဥမာ29အပေါ်ပိုင်းဖြည့်တဲ့သူတွေအကုန်လုံးက pass ဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ကျွန်တော်ကအခုအသက်32နှစ်ပါဘလူးဝက်ဖြစ်ဖြစ်ပြုတ်သွားသည့်တိုင်အောင်ကျင်းသေးတာကအသက်30နောက်ပိုင်းကိုပြုတ်သွားတော့မှာ။အင်းဟင်းအဲ့အတွက်ကြောင့်မလို့အဲ့ဒီလူတွေကအောင်ပါတယ်။အာနောက်ထပ်အားလုံးလည်းအောင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ခံမှန်းတဲ့အသက်အရွယ်တွေကသူတို့ပြုတ်စီခြင်းနဲ့အရွယ်တွေဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးကအမှတ်ကိုရရှိမှာဖြစ်ပါတယ်။ဝါး အဲ့တော့မပြုတ်စေချင်တဲ့လူတွေကလည်းအမှတ်ရတယ်ပြောချင်တာပရိသတ်တွေရဲ့ဆန္ဒလို့ပဲသူပြောထားတာဖြစ်တဲ့အတွက်လူပြိုကြီးလှုပ်စေချင်တဲ့လူတွေအတွက်လည်းဒါဒါတိုင်ရောအယန်းကိုပရိသတ်အတွက်သူစဉ်းစားပြီးတော့ချရေးတဲ့အဖြစ်ဖြစ်တဲ့အတွက်ညီမတို့အားလုံးအယန်းကန်ကောင်းနေအားလုံးဒီမှာတမတ်စီရပါတယ်တိကျတာတော့မိကုနှစ်ခုပဲရှိသေးတယ်ကွာ0ရတဲ့လူမရှိတော့ဘူးဟာတော်တော်ကောင်းပါတယ်နောက်ထပ် မင်းကလေးခုကြံသေးတယ်တိုင်ရင်ကြီးနံပါတ်လေးတစ်ခုတော့ရွေးပေးပါနှစ်ဒီတစ်ခါနံပါတ်2မင်းကလေးကိုမေးပေးပါမယ်တိုင်ရုံကချစ်သူထံမှအလိုချင်ဆုံးလက်ဆောင်အားလုံးကလေးလေးလိုပြန်ဖြစ်သွားပြီ။ရေးပြန်လည်းလက်လေးနဲ့ပြန်အုပ်ထားတာတော့အမြန်ပြန်ဖွက်ထားတာတော့အဲ့လိုဖြစ်သွားပြီ။ ဒါ ਈ နော်ဟုတ်ပြီဒါရုံဖြည့်ပြီးသွားပြီဖြစ်တဲ့အတွက်အားတအားရေးတာတအားကိုရေးတာအရင်တော့ပြီးကျင်သွားယူအဲ့လောက်ရှေ့ပြီးပါရေးရအောင် အဲ့လောက်ရှည်ကြီးရေးတဲ့တယောက်စီကစကြည့်ချစ်သူထားအလိုချင်ဆုံးလက်ဆောင်ပါတဲ့ဆိုင်ကယ်နဲ့ပတ်သက်တော့အရာများတဲ့အချစ်နဲ့ယုံကြည်နားလည်ပေးမှုဒါကတခုမဟုတ်တော့ဘူးတခုနဲ့တော့တော်တော်ကြော်တယ်ဒီကိစ္စအဲ့တော့အခုတခုရွေးပေးအချစ်နဲ့ယုံကြည်နားလည်ပေးမှုရဘောဟာချစ်လိုက် ကဲနောက်တစ်ယောက်ကတော့ဂယုဆိုင်မှုသစ္စာရှိမှုစိတ်ပုံကြုံမှုကျင်နာမှုတော်လေးတယ်ဟိုကလက်ဆောင်ခုလိုလို့ပဲဂယုဆိုင်တဲ့သစ္စာရှိတယ်စိတ်လုံးကြုံရမယ်ကျင်နာရမယ်နည်းတော့မလျှော့ပေးချင်ဘူးလားဒါဒါများတယ်လို့မထင်ဘူးလားကိုကိုအဲ့ခဲအဓိကနှစ်ခုလောက်ရွေးပါဆိုပေးရရွေးချင်သစ္စာရှိသစ္စာရှိတာရဲ့ နောက်တစ်ခုတော့ view site ပေးရတယ်ပေါ့ view site ပေး view site တာနဲ့တစ္ဆာရှိတာကိုပြခြင်း okay အဲ့ဒါလုပ်ခြင်းပဲနားလည်မှုရှိရဲ့အချစ်စစ် okay ဟုတ်ပြီပြရပါ okay ကြောက်လာတော့ချစ်ချင်းမြတ်တာဂယူးဆိုင်မှုနားလည်မှုနဲ့ပေးတဲ့အရာရာဩနားလည်မှုနဲ့ ြစ်သူကပေးတဲ့အရာရာအဲ့တော့ဖြစ်ချင်တာဖြစ်လို့ရတယ်ဩကောင်းလိုက်နောက်တစ်ယောက်ကတော့သစ္စာရှိမှုရွေးချယ်ထားပါတယ်လုံးရောက်လာပြီနွေထွေးကယူဆိုင်မှုယူဆိုင်နွေထွေးမှုဒီယောက်ကအဲ့လိုဖြေပါတယ်ယောက်ျားလေးအသုံးဆောင်ပစ္စည်းတစ်ခုခုအဲ့ဘာတိုင်းတော့ဘာရွေးရွေးနည်းနည်းပါဝင်သွားအောင် နားလည်မှုပေးနိုင်ပြီးတစ္ဆာရှိပေးနိုင်သောအချစ်စစ်ပေးနိုင်သောဟာကားတော်တာပဲပြန်ဖတ်ပဲပြန်ဖတ်ပဲအကုန်လုံးကစာတက်သွားပြီနားလည်မှုပေးနိုင်ပြီးတစ္ဆာရှိပေးနိုင်သောအချစ်စစ်ပေးနိုင်သောစိတ်စိတ်တစ်ခုလည်းဥစားညံကုန်ညှိုးလိုက်တာဆိုတော့ view site တာတွေတစ္ဆာရှိတာရင်နားလည်မှု ရှိတာတွေလည်းများကြတယ်ပစ္စည်းတစ်ခုခုဆိုတာထက်အလုံးကတော့အဲ့လိုချစ်သူစီကနေပြီးတော့ဒီလိုသူတို့မျော်လင့်တဲ့ဟာလေးတွေကတိတာထင်ရှားပါတယ်ဒါလေးတွေရေးထားတာဆိုတော့တိုင်ရုတ်အဖြေနဲ့တိုက်ကြည့်ကြအောင် စာတရားကုန်ပါလေအဲ့ဒီတော့တိုင်တော့ဘယ်အဖြေတွေကဒီအဖြေနဲ့လာပြီးတော့နီးစပ်မှုစိတ်ရှင်းဆက်သွယ်မှုရှိနိုင်မလဲအဖြေချင်းပါဒီဖြေရဟုတ်တယ် तू ကတော့၄ခုရေးထားပေမဲ့တစ်ခုရွေးထုတ်ပေးပါဆိုတော့ तू ကသစ္စာရှိတာကိုအရင်ဆုံးရွေးထုတ်ပေးထားတယ်ဆိုတော့ဟုတ်ပါဘူးเนาะဒီအဖြေတမတ်ရမယ်ကဲတယောက်ချင်းကြည့်အောင် ဒီတယောက်ကတော့အချစ်စစ်ရဲ့နားလည်မှုရယ်ပြောထားတယ်ဆိုတော့အချစ်စစ်ဆိုကောင်းနေအောင်ပါတစ္ဆာတရားပါလာပါဒါတော့ပြည်သက်တွေလက်ခံမလို့ရှင်အောင်ပါ Okay ဒါလည်းအချစ်နဲ့ယုံကြည်နားလည်ပေးမှုအောင်ပါဟာဒီတယောက်ကတော့ချစ်ချင်းမြတ်တာနဲ့ဂယုဆိုင်မှု ကညမာလေးကပြိုင်ပွဲဝင်နံပါတ်၈နားလေမှုနဲ့ပေးတဲ့အရာရာဆိုတော့ဒီထဲမှာလေးသစ္စာတရားပါမှာပေါ့နော်အရန်တော်ပါတယ်ဖြေတာကွတိသစ္စာရှိလို့ဖြစ်ပါတယ်ဟာဒီခေါက်လေအားလုံးအမှတ်ရမယ်ကွပဲဒီဘက်ကညီမလေးကတော့ view side ဝေးထွေးမှု တော့ခရုဆိုင်နှုတ်ထွက်မှုကမအောင်ပါဘူးတစ္ဆာတရားမရှိဘဲနဲ့ခရုဆိုင်မှုနှုတ်ထွက်မှုဆိုတာအတုအယောင်နေနဲ့လုပ်ယူလို့ရတဲ့အတွက်ကြောင့်ဒီတစ်ခုတော့အခုနားလည်ပေးစီချင်ပါတယ်ဆိုတော့เนาะဒါကတော့အခုတို့အဲကက်တဂရီရဆိုရင်ကွတ်တီမဝင်နိုင်ပါဘူးယောက်ျားလေးသုံးတော်ပြည်စီတပတ်တို့ရဲ့ဒါတော့ဘုံဝင်နိုင်တော့လေဒီတစ်ခုကတော့ nó lại mua bên này mình tất cả chỉ bên này đấy, à, chỉ xếp bên này này đủ rồi đó, đã lấy mình bảo bảo, ok, à luôn á, chỉ số là giao tiền ao mà xử lý xin mang đoán này, hậu thế đó. dùng đi xe ông ngủ lo lo giờ nên chỉ dọn lựa nhà xây lầu xa này lộ bỏ nó xây lầu xa này lộ bạn nhà xây đẹp xe này ở lấy a cho mà xe học မစိုးပါဘူးအမတ်အရန်ကွာတဲ့အခြေအနေမှာမရှိသေးဘူးမေကွန်းတော့လိုက်နိုင်သေးတယ်လိုက်နိုင်သေးတယ်မေကွန်းနောက်၃ခုရှိသေးရဆိုတော့ဒီတစ်ခါဘယ်နံပါတ်ယူရ6နောက်ဆုံးမေကွန်းဘတ်6ဟုတ်ပါပြီအော်စစောကပါလေ opposite စစောကကြတော့လိုချင်တာဒီတစ်ခါတိုင်ရောကပေးချင်တာ ချစ်သူတယောက်ကိုပေးခြင်းနဲ့ anniversary gift တခုဟုတ်ပြီအတိုင်းလုံးလည်းဖြည့်ပြီးသွားပြီနော်စကြည့်တော့မှဖြစ်တဲ့အတွက်အဲအားလုံးပြီးမှကြည့်ပါမယ် မလေးကစာရေးဆရာဖြစ်မှာလားမသိဘူး။ဒါအရေးရ။ဘာလို့ရေးရရအစ်စ။ကဲ။ရလောက်ပါပြီလားဆို။ဒီလားဘာကြီးလဲဖြစ်နေတာ။ Okay. ကဲစာကြည့်လိုက်တော့မယ်။ဘာလို့စာကြည့်ပြီးတဲ့အဖြေက promise ring ရိုးရိုးလက်စွပ်တော့မဟုတ်ဘူး။ဂတိသစ္စာတွေပါတယ်လက်စွပ်။ promise ring ။ ချစ်သူကောင်းမလေးလိုချင်တဲ့လက်စွပ်စိမ်စိမ်နဲ့ပတ်သက်တဲ့ပစ္စည်းတခုဒါလည်းရတာပဲစိမ်နဲ့ပတ်သက်တဲ့ပစ္စည်းဟုတ်ပြီနည်းနည်းလေးတော့နည်းနည်းလေးတော့ကုန်လိုက်တယ်ပစ္စည်းတခုဆိုလဲသူကနှစ်ခုလောက်ပန်းစီနဲ့နာရီနဲ့တခုယူအဲ့နှစ်ခုကနီးစံရယ်ကိုမပြောဘူးပန်းစီကတက်တက်နာရီကတက်တက်အဲ့တက်တခုယူနာရီနာရီโอเค အဲ့လိုဖြစ်လေအဲ့လိုမှအကိုတော့အဖြေရတိုက်လို့ရတော့ပါလေကဲဟိုပါလေဒီလူကြီးရလားအရောက်စိန်တောင်းယူလိုက်နှစ်ယောက်ဟောပြီးဟောပြီးကြည့်ပေးမယ်ကြည့်ပေးမယ်ရရမလားနှစ်ယောက်ကြားမှာရှိစေတဲ့အမှတ်တရဖြစ်စေမဲ့ပစ္စည်းတစ်ခုခုဆိုတာလေတကယ်က anniversary gift ဖြစ်တဲ့အတွက်ကွာတစ်ခုခုကြီးရကြတော့တစ်ခုခုကတော့မရမရတစ်ခုခုအဲ့တော့နောက်ကဟာကိုကိုတို့အတည်ယူလိုက်ပါโอเคလက်စွပ် ဟုတ်ပြီနောက်တစ်ယောက်လဲလက်စွပ်ပဲချစ်သူကိုအချိန်လေးပေးမယ်โอเคအဲ့ဒါလည်းရတယ်ပန်းစီနဲ့ cake လက်ဆောင်ပေးမယ်ဆိုတော့တကယ်တော့ anniversary gift ဖြစ်တယ်နှစ်ခုလုံးอ่ะไอ้နှစ်ခုเนี่ยတစ်ခုရွေးပါလို့ထပ်ပြောရင်ပဲဟာယူပန်းစီကိုပို့ပြီးရွှေ့မယ်โอเคပန်းစီကို gift လို့တမတ်လိုက်ပါမယ်ကဲဒီမှာလေးအောင်လက်စွပ် nugget ဆွဲချိုးလက်ကောက်သူကဆက်လိုက်ပြီးစီချင်တာဆိုတော့ဒါတော့ ဒါတခုတည်းလို့တော့ပြောလို့ရတယ်ကွာပတ်စံရှိရင်ဆိုင်ကနေဆက်လိုက်တစ်ဆက်ဝယ်ပြီးလို့ရတာဆိုတော့ရပြီချစ်သူမိန်းကလေးကြိုက်ဆုံးဖြစ်မဲ့ပန်းစီတစ်မျိုးမျိုးโอเคပန်းစီလေးလည်းပြပါရယ်လက်စွပ်လေးများတယ်အဲလက်စွပ်ဟိုမှာရန်နာတစ်ဆက်လုံးပါတယ်ဟိုဘက်ကစိန်နဲ့ပတ်သက်တဲ့ပစ္စည်းပါတယ်ဆိုတော့တိုင်ရုံဘာများတကယ် gift ပေးမှာလဲဆိုတာလေးကြည့်ရအောင် Ruby Ring ပထမလက်စွပ်စပိုင်ပထမလက်စွပ်ဆိုတော့လက်စွပ်သမားတွေအကုန်လုံး pass ဖြစ်ပါတယ်ဟာ Promise Ring ကလည်း Ruby လည်းဖြစ်နိုင်တယ် Diamond လည်းဖြစ်နိုင်တယ်ကြောင့်မအောင်ပါဘူး Promise Ring လည်းအောင်တယ်နော်စိန်လန်းအောင်ပါတယ်ဘာဖြစ်လို့ဆိုတော့ diamond တစ်ခုတည်းလက်စွပ်ကလုံးလေးလုံးတာရှိတယ်အတွက်ဘီနာလက်စွပ်မှာစိန်လေးတွေရံပြီးထားလိုက်။အော်စိန်ပါပဲ 3 day 5 3 or 5 3 number 3ပါ number 3မေးခွန်းကမိမိရဲ့ချစ်သူကမိမိဖုန်းကိုမကင်ခဲ့လို့ရှင်အရင်ဆုံးမလုပ်မိပါလေထားလို့ပြုတ်လောက်တဲ့ညာပေါ့ဟမ်ပြုတ်လောက်တာပြုတ်လောက်တာမထားလို့မိပါစိတ်မဟုတ်ပြုတ်လောက်တဲ့နော်တိုင်ရောအဲ့ညမှာတိုင်ရောကိုထည့်ပြီးစဉ်းစားလိုက်ဖုန်းခေါ်နေတယ်ဒီကောင်မလေးကမကင်ဘူးမကင်ဘူးမကင်ဘူးဖြစ်လာရှင်ပါ ထပြီးဘာထလုံးမိပါလဲအကျေဆုံး到底？我嘛，这个老外路上，伊拉，哎，老没水，比你比。打水我贪婪，对不对？天天。 ြီးมาเนาะโอเคဒါဒီဘက်နံပါတ် A ကနေစကြည့်အစင်လိုက်ကြည့်ပါဘူဖုန်းခေါ်တာကိုမကင်ခဲ့ရင်ရင်ဆုံးထားလို့မှာစိတ်ပူပြီးတော့လမ်းนี่ထားလျှောက်ပဲတဲ့ပြီးတော့ message ရှိလမ်းပို့เนาะဟုတ်ပြီလမ်းนี่ရင်ထားလျှောက်လိုက်အောင်ပါပြောပါ message ရှိပို့โอเคဟုတ်တယ်လေဘာဖြစ်လဲစိတ်ကူးရတာလဲ ဖုန်းမကင်ဘူးဆိုရင်အိမ်တစ်ခါလဲလိုက်သွားပြီးသွားကြည့်ပြီးတော့မှအိမ်ထိလိုက်မယ်အိမ်ကိုမေးမယ်အိမ်ကိုဆိုဘဲအိမ်ကိုမေးရမှာကောင်မလေးအိမ်ကိုမလုတာလဲဆိုတော့သွားမေးမှာဟုတ်ပြီအိမ်ထိတန်းလိုက်သွားပြီးတော့သွားမေးမှာဘာလို့မကင်လဲဆိုတော့ဟုတ်ပြီသူကလဲအိမ်ကိုလိုက်သွားမယ်သွားထွေပြီးအချိုးချောင်မေးမယ်ဟုတ်ပြီဟာသူကတော်စိတ်ရှိတာဘာလို့ဖုန်းမကင်တာလဲလို့ဖုန်းကင်တဲ့အခါကျရင်ပြီးမယ်တဲ့ အရင်စိတ်ရှိတာကိုင်နေတိသူစောက်အောင်ပါဟောအဲ့တော့မှ तू ကစိတ်ဟိုဟာဖြစ်ပြီးတော့တခုထလုံမယ် तू ကကြားရပါကွာဘယ်တော့ကြာမလဲတော့မသိဘူးဖုန်းကိုင်နေချိန်ပြီးတော့သူစူးစမ်းဆက်အောင်ပါကိုင်တော့မှမေးမယ်ပါလို့ဟောကလေးတွေပဲရိုက်ပြန်ရောက်လာတယ်အဲ့လိုနောက်တစ်ယောက်ရဲ့အဖြေကတော့အလုံးမအားလောက်ဘူးလို့ထင်လို့ message ပဲပို့ပြီးတော့သူဖုန်းပြန်ခေါ်တာကိုစောက်တယ်ကနားလေပြီးတာနားလေပြီးတာနောက်တစ်ယောက်ကတော့ကောင်မလေးအိမ်ကိုလိုက်သွားမှာပါတဲ့ ယောက်ကတော့မကန်ရင်ထပ်ပြီးဆက်မယ်စာဖို့မယ်မကန်ရင်ထပ်ဆက်မယ်စာဖို့ဒါပဲခဏခဏလုပ်ပါကြာဟုတ်ပြီအဲ့လိုပဲသူလည်းမကန်ရင်ဖုန်းထပ်ဆက်မယ်စိတ်အေးအေးထားပြီးတော့သူဖုန်းပြန်ဆက်လာခဲ့ရင်ဘာဖြစ်လို့လဲဆိုတဲ့အကြောင်းရင်းကိုဖေချာနားထောင်ပြီးတော့သူကဖုန်းတော့ထက်ခေါ်ပဲဖုန်းမကန်လို့ရှိရင်အဲ့ကိစ္စကိုမေးလိုက်ပြီးတော့ကိုလောက်ကြာရှိရလို့ ူစီမှုပေးထားပြီဒါဆိုတော့အော်ဟုတ်ပြီဟုတ်ပြီဟုတ်ပြီသူပြောကျင်တဲ့သဘောကဘုံမကင်ရင်လေပြဿနာမရှိဘူးကိုလုံးဆရာရှိရမယ်ကိုဆက်လုပ်ဖို့သူ့ကိုယုံကြည်မှုပေးထားတဲ့အတွက်မကင်လဲဘာမှဖြစ်ဘူးလို့သူကယူဆတယ်သူချင်းကြီးမှပြန်ဆက်ပါမော်โอเคဆိုတော့အဖြေတွေကတော့စိတ်ဝင်စားစရာကောင်းတယ်ဟိုတကယ်ကိုစိတ်အခြေအနေနဲ့ဘာထလုပ်မလဲဆိုတော့ဟာလေးတွေတော့ပါတယ်သူတို့အားလုံးရေးထားတယ်တဲ့မှာဆိုတော့တိုင်ရုံအဖြေနဲ့ဒီဇက်လာမဒီဇက်လာကြည့်ရအောင် တော်အရင်စိတ်ပူကြတဲ့ဗီဒီယိုပါ။အော်။အဲ့တော့တိုင်ရွန့်ရဲ့အဖြေကဟုတ်ပြီ။ဖုန်းနေကိုကခေါ်ရဲခေါ်ရဲကိုဘက်ကလည်းကိုချစ်ရတယ်လေ။မကင်ဘူး။ဒါမျိုးတွေဖြစ်လာရင် तू အဲ့ကောင်မလေးရှိတဲ့နေရာကိုစုံစမ်းပြီးတော့စိတ်ချရတယ်ဆိုရင်တော့ तू လိုက်မသွားဘူး။စိတ်မချရဘူး။လိုက်သွားတဲ့နေဆိုတော့ तू ချက်ချင်းထားလိုက်။ဒါသူရဲ့အဆုံးဖြတ်ချက်ပါဆိုတော့အဲ့ဒါနဲ့နီးစပ်တဲ့အဖြစ်อ่ะ တစ်ခုချင်းပြန်ဖတ်ပြမှာရမှာတင်တယ်နော်ဒါတော့နည်းနည်းအဖြေကိုစဉ်းစားဖို့လိုလိမ့်မယ်ထင်တယ်စိတ်ပူပြီးတော့လမ်းထလျှောက်မယ်တဲ့ပြီးရင် message ရှိလမ်းပို့မယ်တဲ့ဆိုတဲ့အဖြေနဲ့ဒါနဲ့ဆိုရင်ဒီစလားဟေးဒါ pass ပေးပါလေဘာဖြစ်လို့ဆိုတော့ तू ကချင်းတည်တာတော့ချစ်ရနေအောင်စုံစမ်းမယ်ဆိုလို့ရှိရင်လမ်းတော့ထလျှောက်မှာပဲ message တော့ပို့ကြည့်မှာပဲစုံစမ်းတာဘယ်လိုနည်းလမ်းမို့ဆိုစုံစမ်းနိုင်ပါတယ်ဖုန်းမဲ့ဆက်ဆက် message ပဲပို့ဖို့ဟုတ်ကဲ့ဒါ မှန်ပါတယ်ဒါဒါကျွန်တော်သဘောကျတော့စိတ်တွေပူပြီးလမ်းထားရှောက်မယ်ဆိုဘိုက်တယ်လေလီးစားပါတယ်နော်ဟုတ်ပြီနောက်ထပ်အဖြေကသူအိမ်ကိုတခါတည်းလိုက်သွားမယ်ကောင်မလေးအိမ်ကိုလိုက်သွားပြီးတော့သွားမေးမယ်တကယ်လို့အဲ့မှာကောင်မလေးမရှိနေဘူးဆိုရင်လည်းသူ့အိမ်ကလူတွေမေးမယ်ဟုတ်ကဲ့ဆိုတဲ့အဖြေပေါ့ဘယ်လိုသဘောရပါလဲစိတ်မချရင်လိုက်သွားမယ်ရှိတယ်ဆိုတဲ့နေရာမှာအာယူရပြန်မှန်ပါတယ်လိုက်သွားမယ်ဆိုတာပါနေပါတယ်ဟုတ်ပြီ ရဖြစ်ရဲ့ဒါပေမဲ့အိမ်တော့ဖြစ်ချင်မှဖြစ်မှာပေါ့နော်အိမ်ပေါ်အိမ်ပေါ်ဟုတ်ကဲ့အဲ့တော့လိုက်သွားမဲ့ကိစ္စချင်းလီးစက်တယ်လို့ပြောလို့ရနောက်ထပ်အဖြေကဒီသဘောပါပဲအိမ်ကိုလိုက်သွားမယ်ဒါမှမဟုတ်ရှေ့နေရာသွားတွေ့ပြီးအကျိုးအကြောင်းမေးမယ်မှန်ပါနောက်ထပ်အဖြေကတော့ဟောဘာလို့ဖုန်းမကင်တာလဲလို့ဖုန်းကင်တဲ့အချိန်ကြရင်မေးလိုက်မယ်မအောင်ဒီအဖြေကတော့ ဖောက်ကတိုင်မလုံးမဲ့ဟာနဲ့နည်းနည်းလွဲပါလေနောက်ထပ်အဖြေကအလုံးမအားလောက်ဘူးထင်လို့ message ပို့ပြီးတော့သူဖုန်းပြန်ခေါ်တာကိုစောင့်မယ်မရဘူးเนาะဒါလည်းမတိုက်ဆိုင်ပါဘူးโอเคပြန်ပတ်ပြတော့ဘူးနောက်ထပ်တခုကတော့ကောင်းပါလေးအိမ်ကိုလိုက်သွားမယ်ရပါတယ်အောင်ပါကဲဒီဘက်ကအဖြေ၃ခုပါ ထပ်ပြီးဖုန်းနဲ့ထပ်ခေါ်မယ် message ပို့မအောင်ပါဘာဖြစ်လို့လဲဆိုတော့ခုနကဖုန်းတွေကအချိန်ချင်းဆက်ပြီးဖြစ်တဲ့အတွက်ကြောင့်မို့ဖုန်းမကင်ခဲ့ရင်မလုပ်မလဲဆိုတော့နေကုန်မေးတာဖြစ်တယ်ပါလေဆိုတော့အဲ့အတွက်ကြောင့် action ပါတာသူကလုပ်ပြီးတော့ပဲဆက်လုပ်လို့ဖြစ်တယ်เนาะ sorry ဒါဆက်လုပ်တာပဲဖြစ်နေတယ်โอเคပါ ဖုန်းနေထပ်ခေါ်ကြည့်မယ်စိတ်အေးထားပြီးသူဖုန်းပြန်ဆက်လာလေဖုန်းပြန်ဆက်လာခဲ့ရင်အကြောင်းရင်းကိုနားထောင်ကြည့်ဆိုတော့ဆိုတော့ဒါကိုတော့မှနေတော့အနည်းဆုံးကိုလုံးစရာရှိတာဆက်လုပ်မယ်ဟုတ်ဆရာရှိရမဟုတ်ဟိုဆောဆောဖုန်းနဲ့မဆိုင်တော့ပဲတဲ့ကိုလုံးဆရာရှိတာလေး လုတ်တလူလို့ခံစားရတယ်ဒီအဖြေရကြပြီလုတ်ဆက်ရရှိရဆက်လုတ်မယ်လို့ဘလို့အတိတ်ပဲဖြစ်ဖြစ်မမှန်ဘူးပေါ့နော်ဟုတ်တယ်ဆိုတော့အရာအလုံးအလုတ်ပဲလीနော်အဲ့လာကြတော့လေဒီထဲကမဝင်ဘူးလီးစက်တယ်လို့ကျွန်တော်တို့ပြောပြပြောလို့မရဘူးပေါ့